ခင်ဗျားတို့စုတာတီးတွေပြန်ပြီးတော့ရုရှားမိတ်စုတာတီးတွေပြန်ပြီးတော့သူကကျဲလာအောင်မရတယ်တော့ဘာနဲ့ကျဲကြောင်မသိဘူးကျဲတယ်တီတီရောက်ကိုကျဲတယ်ပြင်းပြထန်ထန်ကိုကျဲတယ်အဲ့ဒါအယူရအဖွဲ့ပေါ်ရတော့စုတာတီးနဲ့သူတို့မကြောက်ဘူးလေလေးတိုင်းကလာကျဲသွားရလို့ပြောတယ်ဘန်ကပ်ဖတ်ကိုဖွင့်စည်းတဲ့ဒီဘတ်ကပ်ကောင်းတော်ဘတ်ကပ်ဘာညာတရကန်ခင်ဗျားတို့ဤသူကခင်ဗျားတို့ရုရှားမုန်းပြီးတဲ့အချိန်ကိုရောက်ရှိလာတယ် အလိုချာရံမြေပပီတူညီကိုမော်တော်မများအလုံးမမင်္ဂလာပါ Newsbit Channel ကနေပြန်မှကြိုဆိုလိုက်ပါရစေ2025ခုနှစ်ဇွန်လ28ရက်ရက်ကျွန်တော်စနေနေ့မနေ့ပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့မနေ့ခင်းမှာတော့ဆွေးနွေးရှိထားတဲ့တော်လန်တရင်တို့တရင်ကောင်းများစွာရှင်းပြဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့သူဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါရစေကျွန်တော်တို့ဒီနေ့မနေ့မှာဆွေးနွေးတော်လန်ရဲဘော်တွေကနေပြန်မှယူဆောင်လာပေးတဲ့တော်လန်တရင်ကောင်းတွေဖြင့်ဘုံမရက်ကွက်ချီကောလမင်းတန်တွေလည်းကြည့်ရှုမှာပဲဖြစ်ပါရစေအယုံဆုံးအနေနဲ့ကျွန်တော်တို့ခါတိုင်းလိုပဲတော်လန်တရင်တို့လေးတွေကြည့်လိုက်ရအောင်နော်ပထမအဆုံးတရင်တို့အနေနဲ့ကတော့မကွေးတိုင်းဖခုကိုမြို့နယ်ကမ မြို့နီးရောက်ရှိနေတဲ့အချမ်းပစစ်တပ်ရဲခါပိုးအရင်တန်းကို PDF တပ်ဖွဲ့ကနေ့စဉ်လက်လံတိုက်ခိုက်နေပြီးတော့မိုင်းထိရပစ္စည်းတော်တဲ့မြေတုဆက်တစည်းကိုတင်းဆက်ရရှိပြီးတော့မှစစ်ကောင်စီတပ်သားနှုတ်ဝါဆုံးလဲအလင်းဝင်ရောက်လာတဲ့ဆိုတဲ့တင်ကောင်းလေးပဲဖြစ်ပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲမှုတွေဟာဆိုတော့လက်ရှိချိန်ထိဖြစ်ပွားနေဆက်ဖြစ်ပြီးတော့မှချမ်းပစစ်တပ်စစ်ကြောင်းကဆိုရင်ကမာမြို့နီးမှာရှိနေပြီးတော့မှတွန်လိုက်တပ်ဖွဲ့ဝင်တွေရတယ်ပြီးတော့မှလဲတာစီပေးဆိုတိုက်ခိုက်မှုတွေဆက်လက်လို့ဆောင်နေတယ်လို့လဲကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့အဲ့လိုမျိုးပေါ့နော်အင်အားတထောင်ကျော်နေပါနဲ့ကိုကျွန်တော်တို့ဆိုရင်တွန်လိုက်ရဲဘော်တွေစီမှာစစ်ကြောင်းထုတ်မှုတွေစစ်တိုက်ဆိုလို့လို့ဆောင်နေပြီးမဲ့ဂျာ ားထဲကနေပြီးတော့ကျွန်တော်တို့တော်တော်ရေးပွန်းတို့ဖို့နဲ့ပြီးတော့စစ်ကောင်စီတပ်ဖို့နေကိုအပြတ်ချင်းမရှင်းလင်းတုတ်တင်နေတာပဲဖြစ်ပါတယ်မကြခင်မှာတော့ကျွန်တော်တို့အနေနဲ့နေ့ဒီနေရာဒေတာကတိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့မှဒေသုံစီးရင်တွေကိုတည်စိတ်တည်ရမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ကတော့တရင်တိုက်တိုင်းပလုံမြို့နယ်မှာရှိတဲ့ပြူစော်တီထိုင်စခန်းကိုပူပေါင်းဖွဲ့တွေကနေပြီးတော့ဝေယောစီနဲ့တိုက်ခိုက်ခဲ့လို့ပြူစော်တီတုံးတည်ဆုံပြီးတော့တနက်9:00ရရှိခဲ့တယ်ဆိုတော့နောက်ထပ်သတင်းကောင်းပဲဖြစ်ပါတယ်။အရင်ကတော့ ဒီကြောက်ကရွာပြင်လဲပြင်ထဲမှာစစ်တင်မောနဲ့စီတုံးစီရဲ့မြက်လို့လို့ကြောက်ချထားတာရှိတယ်ဒါပေမဲ့ဒီနေ့တက်ခက်ချိန်မှာတော့ရှိမနေခဲ့ဘူးဆိုပြီးတော့မှနေမြေချင်းတွေကိုတရင်ပြန်ကြိုက်တဝန်ခါကိုအောင်နွေးနဲ့ပြီးတော့မှပြောဆိုထားဖြစ်ပါတယ်အဲ့ဒီတက်ခက်မှုပြီးမှဆွနမမေးတဖို့ဝင်ရဆိုရင်နေမြေရှင်းလေးမှုတွေဆောင်ရပြီးတော့မှအထီးခိုင်မရှိပြန်လဲစုခွာနိုင်ခဲ့တယ်လို့လည်းမြစ်ခရံမတဲ့တရင်ကနေပြီးတော့မှအတိအပြပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့တောင်ပိုင်းတိုင်းမှာရှိတဲ့စကောက်စီတဖို့ဝင်ရဲ့ တက်စကန်ရေတော်လန်ပူဝန်တပ်ဖို့အနေနဲ့ပြမဒီနေ့မကုန်ခင်မှာပဲပေါ့နော်အပီတိမ်ပိုက်ဖို့စူးစမ်းတော့မယ်စပရမကြီးညာထားတဲ့အချိန်မှာခုဆိုရင်တကူပြီးတကူနေ့စဉ်နဲ့မြတ်တိုက်ခိုက်ချေမှုတွေစတင်နေတာပဲဖြစ်ပါတယ်တိုင်းနိုင်ငံနဲ့ထိစပ်နေတဲ့ကျွန်တော်စစ်ကောင်စီရဲ့စစ်ကန်ရေအလုံးဒီပါကိုကျွန်တော်ခုဆိုရင်ကန်ယူနဲ့ပူဝန်တပ်တွေကလည်းပြမရရှိထားတာဖြစ်သလိုကြံနေပေါ့နော်ကျွန်တော်တို့တင်းတိုင်းတိုက်မှာဆိုတော့စစ်ကောင်စီတပ်ဖို့နေရာဆိုရင်ကွက်ကွက်ပြပြနဲ့ကျွန်တော်တော်လန်ပူဝန်တပ်ဖို့တွေရဲ့ရှင်းလင်းချင်းတွေကိုလည်းကျွန်တော်ခံနေရတယ်ဆိုတဲ့အကြောင်းတွေပါသိရှိရတာပဲဖြစ်ပါတယ် ကျွန်တော်တို့ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကျွန်မကတော့ဆယ်လမျက်ကျော်အနေပြီးတော့မှစစ်ကောင်စီရဲ့ရန်ကုန်လဲကြောက်ရပကဖဖွဲ့ဝင်တွေရဲ့ရန်ကုန်လဲကြောက်နေရတဲ့ကျွန်တော်ညာဒေတာကပြည်သူတွေရဲ့ဘဝအကြောင်းသွားနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်ဆယ်လမျက်ကျော်ဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်တို့စာချစ်လဲရအောင်နော်ဒီလိုလူတို့ဟာစစ်တပ်ကိုလဲကြောက်ရတယ်ပကဖကိုလဲကြောက်နေရပြီဆိုပြောလို့ရတယ်အဖြစ်အပျက်တွေဖြစ်နေပါတယ်ပထမဦးစွာတရင်ရှိကတတ်မှတ်ထားတဲ့အချိန်ကြော်လွန်ပြီးထွက်လို့တဲ့ဆိုပြီး အဝိုင်းပြည်သူမိန်းကလေး၆ယောက်နဲ့ယောက်ျားလေး၂ယောက်ကိုတရင်ရှိပကပပပကိုခေါ်ပြီးတော့ဖမ်းဆီးရိုက်နှက်ခဲ့။စွင်းဝေးစရာရှိရင်ခေါ်တာ။ငစရဲနေတဲ့ကဖမ်းဆီးတာလား။အခုဒီပြန်မလို့ပေးသေးဘူး။တရင်ရှိကတတ်မှတ်ထားတဲ့အချိန်ကြုံလုံပြီးထွက်တာ။အဲ့လိုဒီဖမ်းဆီးထားပိုက်ဝေးရိုက်နှက်ပိုင်ဝေးပကပမှာရှိသလား။အဲပကပပကပပပကိုဖွဲ့စည်းထားတဲ့သူတွေကတောင်းရင်ယူမှာလား။နောက်တစ်ချက် ်ဒီတိုင်းဘကပတာဝန်ကစောင်းစောင်းကပီဒီအကောင်းဆောင်တယောက်ဖြစ်တဲ့ဦးမိုးတိန်ကိုတနက်တော့မတရားဖမ်းဆီးချုပ်နှောင်ထားတဲ့အတွက်ဆန္ဒပြမှုဖြစ်တယ်။အဲ့တော့ဂျင်းမာမီမှာဘကဖရရဲ့ပြက်တနာအင်ဝိုင်းဘကပပြက်တနာဝက်လက်ဘကပပြက်တနာဒီကြိုင်ကိုဘကပတာဝန်ကစောင်းကိုစောင်းကျွန်တော်အားရှင်ရတာကျွန်တော်ပြည်သူတွေ့တဲ့ဓမင်းကိုစားပြည်သူဝယ်ပြီးတဲ့တနက်ကိုကား ခင်ဗျားတို့ကမြေပြင်မှာဗီဒီယိုကလစ်တွေကိုကြည့်ရင်ခင်ဗျားတို့ဘာလဲဘလို့စိတ်ဒါမျိုးတွေနဲ့ဘလို့ရှင်တန်နေလဲဆိုတာတတိုင်းညီလုံးကသိရှိသွားကြပါအဲ့တော့ဒီပကဖတွေကိုပြင်ပြတဲ့နဲ့ရှုပ်ချပါအမျိုးသားညီညွတ်ရေးအစိုးရရဲ့ပကဖတိထောင်သူများကချက်ချင်းအရေးယူပါဇာတ်လိုက်တော့ဂျာညက်ပြောပြချင်ပါသေးတယ်ခေါင်းဆောင်ဆိုတဲ့လူဟာခေါင်းဆောင်လုတ်ရှင်တားရေပေါ့မာရကိုဝန်ခံပြီးတော်ဝင်ယူဖြစ်ရှင်တဲ့အလေးချင်မျိုးမပြောထောင်ပဲ ခေါင်းဆောင်ဆိုတဲ့လူအတွက်စင်ကြေတွေပြီးပြီးအမားကိုကွယ်ဝတ်တဲ့လူချင်းမျိုးမွေးညူနေတော့လူလိန်ခေါင်းဆောင်မျိုးဆက်တွေဆက်လက်ပေါက်ဖွာလာပါမယ်။အားကျွန်တော်ပြောတော့မယ်။နိုင်ငံရေးတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ပြောကြားခဲ့တာဖြစ်ပါတယ်။အဲ့တော့တောင်းဝင်ခံနိုင်လားတောင်းဝင်ရှုနိုင်လား။ဘကဖဖို့ဖွဲ့စည်းတဲ့သူတွေဘကဘခေါင်းဆောင်တွေဘကဘဘာညာတရကတွေခင်ဗျားတို့ပြည်သူကခင်ဗျားတို့ယွန်ရှာမုန်တိတဲ့အဆင့်ကိုရောက်ရှိလာနိုင်ပြီ။ တပတ်မှာရင်းမပင်ခေရင်ထဲမှာဆိုရင်ဖြစ်ခဲ့တဲ့ပြဿနာတွေပလဲမောင်စောတက်လူတက်ကိုစောတက်ရဲ့အင်းအောင်မှာအလောင်းတွေနဲ့အန်ယူချီကဘာမှအရေးမယူဘူးဘုကံပြားကိုဖမ်းဆီးထားတယ်ဘသူဖမ်းမှမသိဘူးဘသူမှသတင်းမထုတ်ဘူးခမရတော့ကစစ်တပ်ကိုတော်လိုင်းဥပဒေမဲ့မိမိစရာကြီးဖြစ်အောင်လုပ်နေကြတာ ဆယ်လီမဲကျော်တော့တဲ့ကိုပြောလိုက်တာနော်ကျွန်တော်ခုစတော့ NGO MOD လောက်ကဒီပကဖဖို့နေရတယ်ပြီမှာကျွန်တော်ပြီတိုရေးချင်းကိုပြန်ပြတော့မှဖန်ဆင်းမှုအရေးမှုတွေလုံးဆောင်နေတာဖြစ်ပြီမှာကိုချိုးချနေတယ်ဆိုတဲ့အကြောင်းလေးပါပြောဆိုထားတာပဲဖြစ်ပါတယ်အရင်နှုန်းကတည်းကကျွန်တော်တို့ဒီတတော်ချိုးဝိုင်းထဲကနေပြီမှာတခိုးထုံးမှုတွေကိုပကဖဖို့နေကိုတိုင်နေပြီမှာဦးစီးဦးဆောင်လုံးဆောင်ခဲ့တယ်ဆိုတဲ့ပေါ့နော်တရင်အတိကျောက်လဲကျွန်တော်ရရှိထားတာဖြစ်ပြီမှာအခုဆိုရင်ကျွန်တော်ရင်းမပင်နဲ့ဒီချမ်းမြေမှာရှိနေတဲ့ပကဖဖို့နေကနေပြီမှာပြီတိုရေးကိုမိုက်ချခွဲပြီတော့မှစစ်ကောင်စီရဲ့လိုရိုးလိုဆင်တိုင်းပေါ့နော်ကျွန်တော်တို့ကပြန်ပြီမှာချင်းချ မ်းမှုတွေလှုပ်ဆောင်နေတဲ့ဆိုတော့ video file တွေပါကျွန်တော်တို့တပ်ပြီးတော့မှတွေးရှိနေတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ NUG နဲ့တက်ဆိုင်ရာပုံကိုယ်တွေကနေပြီးတော့မှဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှတောင်းယူမှုတောင်းခံမှုပြင်းနေကျွန်တော်မိဘပြည်သူတွေတက်ပြန်လဲပြီးတော့မှစစ်ဆက်အရေးယူမှုတွေစတင်ပြီးတော့မှလှုပ်ဆောင်တင်နေပြီဆိုတဲ့အကြောင်းတွေပါကျွန်တော်တို့ခုဆိုရင်ပြောဆိုလာကြတာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့ပကပဖွဲ့ဝင်တွေလိုပဲအခုဆိုရင်ဘူဇီယာတပ်ဖွဲ့ဆိုတဲ့ပေါ်နာလိုစာဖွဲ့ကနေပြီးတော့မှပီတိုရီစီယာနေပြီးတော့မှငွေကြေးမြောင်များစွာကိုလိမ့်လဲကောက်ခံနေတယ်ဆိုတဲ့အကြောင်းကိုအသေးမြတ်နေပြီးတော့မှပြောဆိုထားတဲ့အရာလေးကျွန်တော်တို့စစ်ပြေမှာနောက်ထောင်ကြည့်လဲရအောင်နော်စကိုင်းတိုင်းတပင်းမြို့နဲ့အင်ပုတ်ကျေးရွာအုပ်စုကိုဘူဇီယာအဖွဲ့ကကြီကားအင်ကြီးအုတ်ထုတ်နဲ့စာတင်ကြောင်းအတွက်ဘုံကိုချင်းတိဆောက်ပေးဖို့ဆိုပြီးတော့ကျပ်သိန်း450ပေးဖို့တောင်းခံနေပါတယ်ဒီနေ့ဇွန်လ14ရက်နေ့ညနေပိုင်းလောက်မှာ အင်ပုတ်ကျေးရွာအုပ်စုကဒေသခံတွေကိုဘိုးစရတဖွဲ့ကတိန်တယောက်အစည်းဝေးခေါ်ယူပြီးတော့ကြည်ကားအင်ကြီးအုတ်ထုတ်နဲ့ဘုံကုတ်ချင်းတိဆောက်ဖို့အတွက်အင်ပုတ်ကျေးရွာအုပ်စုကခွဲထမ်းအနေနဲ့သိန်း450ပေးရမယ်လို့အလူခံခဲ့တာလို့ဆိုရတယ်အစည်းအဝေးမှာရွာသားတယောက်ကဘုံကုတ်ချင်းအတွက် NUG အစိုးရကဘတ်ဂျက်ချမပေးဘူးလားလို့မေးတဲ့အခါမှာချမပေးတဲ့အတွက်ကြောင့်ရွာကပဲပေးရမယ်လို့ပြောတယ်လို့ဆိုရတယ်အင်ကြီး400ဝန်းကျင်ရှိတဲ့အင်ပုတ်ကျေးရွာအုပ်စုမှာသိန်း450ပေးဖို့တိန်အောင်ကိုတသိန်းခွဲထမ်းတတ်မှတ်ပြီးတော့မဖြစ်မနေပေးရမယ်လို့ ်ဆိုပါတယ်မတက်နိုင်တဲ့အိမ်တော်စုတွေရှိတဲ့အခါမှာမပေးမနေရဖြစ်ပြီးတော့ကြတော့တသိန်းခွဲကိုသုံးရစ်ခွဲပြီးတော့ပေးရမယ်လို့ပြောပါတယ်။သီးနှံပေါ်ချိန်တဲ့မဟုတ်တဲ့အတွက်ရွာသားတွေအခက်အခဲမျိုးစုံကြုံတွေ့နေကြပါတယ်။ဘိုးစရာအဖွဲ့အနေနဲ့အလူခံပါတယ်ဆိုပြီးတော့ငွေကောက်ခံနေတာတွေဟာအခုတချိန်သာမကဘဲနဲ့အရင်ကလည်းကောက်ခံမှုတယ်လို့ဆိုပါတယ်။ဒါ့အပြင်ဒေသခံတွေအနေနဲ့ကြည်ပြူလို့မဟုတ်ဘဲနဲ့ကြောက်တဲ့အတွက်ကြောင့်အောင်းအီးပြီးတော့ထဲ့နေကြရတယ်လို့ဒေသခံတအူးကပြောပါတယ် အရင်ကတနက်ဝယ်ဖို့ဆိုပြီးတော့ငွေကောက်ခဲ့ဘူးတယ်လို့လည်းပြောပါတယ်အဲ့ဒီတနက်ဝယ်ဖို့ကောက်ထားတဲ့ငွေတွေကိုပွဲစားကလိန်သွားတယ်လို့ပြောမှုတာတွေလည်းရှိတဲ့အတွက်ကြောင့်ရွာသားတွေကမယုံကြည်တော့ဘူးလို့ဆိုပါတယ်ဒါပေမဲ့ကြောက်လို့ထဲ့နေရတယ်လို့အဲ့ဒီရွာသားကပြောပါတယ်350အတွက်စတင်ကောက်ခံနေပြီဖြစ်ပြီးတော့ဒီနေ့အထိတော့ကောက်ခံတာတွေမပြီးသေးဘူးလို့ဆိုပါတယ်မူတည်မြရတော့ဖြည်းဖြည်းစုံစုံနဲ့ပေါ့နော်ကျွန်တော်ခုဆိုရင်မြေပြင်မှာဆန်တော့ကျွန်တော်ဒီပကဖတချို့ဖွဲ့တွေလိုပဲအခုဆိုရင်ဘိုးစရာတဖွဲ့ကနေပြမပီတူရီစီကနေပြမ ငွေကျသိန်း450ကိုအတင်းတမကောက်ခံနေတဲ့ဆိုတဲ့အကြောင်းလေးပါပြောဆိုသွားတာဖြစ်တယ်။ဆိုတော့ကျတို့မြေပြင်မှာဆိုတော့ကျတို့တော်လိုင်းကိုဘန်းပြပြပြတော့မလုံဆောင်နေတဲ့အဖွဲ့တွေများစွာရှိနေတာဖြစ်ပြီးတော့မှကျတို့ပြည်သူတွေရဲ့ခက်ခဲမှုတွေကိုဒီကောင်းတွေကနေပြီးတော့မှခွင့်ကောင်းယူပြီးတော့မှခုဆိုရင်လုံဆောင်လို့ကောင်းနေကြတာပဲဖြစ်ပါတယ်။ဒါတွေကိုကျွန်တော်တို့အနေနဲ့မြေပြပြည်သူတွေနဲ့အမှန်တရားချိမြင့်လို့တဲ့တော်လိုင်းပြည်သူတွေစူးစီးညီညွတ်စွာနဲ့ပေါ့နော်။အမြန်ဆုံးရှင်းထုတ်ဖို့လိုနေတာဖြစ်ပြီးတော့မှဒီကောင်းတွေကဆိုရင်ကျတို့ဒီတော်လိုင်းရဲ့အမျိုးမျိုးခရီးလျှောက်လှမ်းနေတဲ့အချိန်မှာအဖြစ်မလို့မဲ့အုပ်စုတွေပဲဖြစ်ပါတယ်။ ခုကလေးကကျွန်တော်တို့အနေနဲ့ဂျူပင်ခုဂျူငုတ်ပါမကြံဆဲရဆိုတဲ့ပေါ့နော်စကားတိုင်းပဲခုကလေးကကျွန်တော်တို့အနေနဲ့ PPCC နဲ့အမြန်ဆုံးရှင်းလင်းတော့လုံဆောင်တင်နေပြီဆိုတဲ့အကြောင်းတွေပါကျွန်တော်တို့ပြည်သူတွေကနေပြမပြောဆိုလာကြတာပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့စစ်ကောင်စီဘောမှကျော်ဆိုးကနေပြမကြောင်မဲမျိုးမှာတင်းလေတပ်ဖွဲ့ဝင်များစွာတေဆုံးမှုတွေဖြစ်ပေါ်ခဲ့တဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပြောလို့ပြောစားပြောဆိုထားတယ်လေကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော် တောင်ပေါ်မြို့မှာရှိတဲ့ဒီ၆လုံရင်ကိုရှိပါတယ်ခင်ဗျားတို့ကြောင်မဲကိုရောက်ဘူးတဲ့သူတွေသိပါတယ်ကြောင်မဲမြို့သူမြို့သားရှိပါတယ်အဲ့ဒီမှာကျွန်တော်တို့ဒီ၆လုံရင် area ရုံရုံထဲမှာကျွန်တော်၆လုံရိတ်တာဆိုတာရှိတယ်ဆောက်လို့ရိတ်တာရှိတယ်။အဲ့ဒီမှာ DNA လေးကစကန်ချတာလေ။စကန်ချတဲ့ပြင်အဲ့မှာကျွန်တော် DNA လေးကခေါင်းဆောင်ပိုင်းနေနေတယ်။သူတို့ကဒီနောက်တိုင်းဒီနောက်တန်းဌာနချုပ်ပြီးသူတို့ကုတ်ခဲ့တာ။ကုတ်ခဲ့တာ။အဲ့တော့တက်ကဘုံချက်တာကကျွန်တော်တို့ဒီ12နာရီ46မိနစ်မှာတစ်ချိန်ဘုံချက်တယ်။ပြီးရင်ကျွန်တော်တို့ဒီ12နာရီ50မိနစ်မှာတစ်ချိန်ဘုံချက်တယ်။ထိထိရောက်ကိုချက်တာ။အဲ့တော့အဲ့တော့ဗျာခင်ဗျားတို့စုတာတီးတွေပြန်ပြီးတော့ရုရှားမိတ်စုတာတီးတွေပြန်ပြီးတော့သူကကျဲလာအောင်မရတယ်။အဲ့တော့ဘာနဲ့ကျဲကျော်မသိဘူး။ ကျဲတယ်ထိထိရောက်ကိုကျဲတယ်ပြင်းပြထန်ထန်ကိုကျဲတယ်အဲ့တော့အဲ့ဒီအဖွဲ့တွေအော်နေရတော့စုတာဒီနေသူတို့မကြောက်ဘူးလေလင်းတိုင်းနဲ့လာကျဲသွားတယ်လို့ပြောတယ်အမျိုးကနေပြောတာသူတို့တခါမှမကြောက်ဘူးတဲ့သူတို့ကြောက်မဲလို့ဘာလို့ပဲမှာကျဲတဲ့ဒီလင်းအတန်ထက်ပိုကျဲတယ်ပေါ့ဗျာပိုကျဲလို့ပြောတယ်သူတို့ကတော့အဲ့လိုပြောပါတယ်ဘာနဲ့ကျဲလဲဆိုတော့ကျွန်တော်တို့လင်းပိုင်းလို့တွေပဲသိပါမယ်ကျွန်တော်မသိပါဘူးနော်အဲ့တော့ data ကနေပြောတာတော့လေးနာတော့ကျဲလို့ပြောတယ်အနည်းကပြန်ပြီးတော့ကျွန်တော်တို့ခေါင်းဆိုင်ချပြီးတော့ဒီလိုခေါင်းဆိုင်ချပြီးကျဲသွားလို့ပြောတယ်သူကဒီတက်ကဒီလေးရင်ကျဲတဲ့ခါမှာကျွန်တော်နေဘက်ကျဲတာညဘက်ကျဲတာမတူဘူး တော့ဒီညာဘက်ဆိုတော့ဗျာခင်ဗျအိတ်တဲ့လူတွေကဒဇူစီချက်အိတ်ကြတော့နေဘက်ကြတော့ဗျာအိမ်မှာဟိုရှေးရ3ယောက်ကကာကင်းထုတ်4ယောက်ကကာကင်းထုတ်အတွင်းစီယူအပြင်စီယူစကန်းလုံးညုံကြီးဆိုတော့ကျဲတဲ့ကမှာကျွန်တော်တို့ဒီထိခိုက်မှုကနည်းတယ်ပြောအောင်ပါဗျာညာဘက်ကြတော့ကျွန်တော်တို့ကဒီရှေ့မှာကင်းလောက်ပဲရှိပြီးတော့အများစုကခင်ဗျအိတ်ကောင်းတဲ့အချိန်ကျဲပလိုက်တာကျဲပလိုက်တော့အိမ်မှာကျွန်တော်တို့တည်ရတာကကျွန်တော်ဒီကနေ့ညနေပိုင်းတည်ရတာကဒီဆောက်လို့ရေးတဲ့ရေးတာမှာနေထိုင်တဲ့ TNL ရဲ့ခေါင်းကြီးပိုင်းသေးပါတယ်အဲ့ဒီတစ်ဖက်ကမှလမ်းတစ်ဖက်မှာကျွန်တော် RC 3နှစ်တိုက်ရှိပါတယ် RC 3နှစ်တိုက်မှာလည်း TNL ကရုံးလုပ်ထားပါတယ်တဲ့နော်အဲ့ဒီကိုလည်းဖြည့်တယ်လို့ပြောတယ်အဲ့တော့အိမ်မှာသူတို့ပဲပို့သိပါဦး ိုတိမှာပေါ့အဲဒီနောက်ဆုံးရရှိတဲ့အခြေအနေကဒီတီတန်လေးရဲ့ခေါင်းကြီးပိုင်းတည်တယ်ပြီးရင်ကျွန်တော်ထောက်ဖို့တူတူပြီးရင်ကျွန်တော်တို့အဲ့မှာထောက်ဖို့တူတီတန်လေးက9ယောက်ထောက်အော်ဒီဒီထောက်ဖို့တူပါတီတန်လေး9ယောက်အဲအဲ့ရကျွန်တော်မက်ဆေ့ပို့တာပြီးရင်ကျွန်တော် PDF 15ဦးတည်တယ်ပြီးရင်ကျွန်တော်တီတန်လေးရဲ့6လို့ဝင်တန်း30ဦးတည်တယ်အော်ဇာဦးသေးပါလေတော်တော်သေးတယ်ပေါ့ဗျာတော်တော်သေးအဲ့တော့ဗျာခင်ဗျာဒဇူစီကအဲ့တော့ဟိုဒဇူစီကအဲ့တော့ခင်ဗျာလင်းရပြတ်မှတ်ကတန်တရားလေးကြာလေ ခင်ဗျလေရကအောက်ထဲမှာခင်ဗျညဘက်ကြီးကတိတ်မှိုက်တာခင်ဗျကျွန်တော်တို့ဒီတချို့ပုံကိုကြောက်မေးဘူးတယ်အောက်ထဲမှာအကုန်မြင်နေရတယ်ခင်ဗျ drone တော်များအနည်းရောက်ရောက်ကြီးပါတယ် drone တော်မှာခင်ဗျအောက်ထဲမှာလူပနဲ့ရောက်ရှေ့သွားအကုန်မြင်နေရတာပဲ ကျော်စိုးရတော့ခုဆိုကျွန်တော်တို့ပေါ့နော်ကြောင်မင်းမျိုးမှာညချိန်မတော်ကြည့်ပြီးသူတွေဘုန်းကျက်တက်ပြတာကိုတင်းလေးလေးတဖို့နဲ့များစွာတည်ဆုံခဲ့တဲ့ဆိုတဲ့ပုံစံမျိုးနဲ့ဒီကောင်းနေပြည်မှာဂျင်းတက်ဝါတာဖျံပြောဆိုနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့ကြောင်မင်းမျိုးမှာဆန်တဲ့စစ်ကောင်စီနဲ့စစ်တပ်ဘုန်းကျက်မှုတွေလှုပ်ဆောင်နေတာပြည်မှာနောင်ချုံမျိုးရရှိနိုင်ဖို့တဖက်ကနေပြည်မှာတင်းလေးလေးကိုပြရပေးနေတယ်ဆိုတာကျွန်တော်တို့တွေ့ရတာပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့မြေပြည်မှာတည်ဆုံသွားတဲ့သူတွေကတော့ပြည်သူတွေသားဖြစ်ပြည်မှာဒီစစ်ဘုန်းမအုပ်စုတွေကနေပြည်မှာတင်းလေးရဲ့ရုံချိုးတွေကိုသူတို့အနေနဲ့ပေါ့နော်တီးအောင်ပြစ်ခတ်နိုင်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ပရိုပဂန်ဒါလုပ်နေကြတာပဲဖြစ်ပါတယ်ဒ တာတော့သူတို့ဆစ်ချုံးပြီဆိုတာနဲ့သူတို့မျိုးဘပြည်သူတွေတည်ဆုံးတာကိုဆေးရစုမှုမမြောက်အောင်ဒီကောင်တိုင်းပြည်သူမှအပြေအမြောက်လုံးစောပြောဆိုနေကြတာပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့ကတော့အဘာသမီးတကူမနဲ့ပြည်သူမှနောင်ချုံမျိုးတိုက်ပွဲမှာဆိုတော့စစ်ကောင်စီရဲ့ဗျူဟာမှုတူအခုဆိုရင် drone ဆာမိတယ်ဆိုတဲ့အကြောင်းကိုတောင်းနေပြည်သူမှလင်းလေပြောဆိုထားတဲ့အရာလဲကျွန်တော်တက်ချက်တော့နားထောင်ကြည့်လိုက်ရအောင်နော်။ ကူတိုင်းအရှိချမ်းထက်တဲ့ပင်နဲ့ကြောက်ကြီးတက်ဝိုက်မှာလဲတက်ကနေမြေရှင်းလင်းရရန်သူရဲ့အလောင်းလက်နဲ့အများပြားရရှိရလို့သိရှိရပါတယ်ရှင်ဇွန်လ26ရက်နေ့ကတပိတ်ချင်းမြို့နယ်6မိုင်ရှားချက်ဒေသကိုနေမြေရှင်းလင်းခဲ့ရတက်မတော်မှာ PD ရဲ့အလောင်းများနဲ့လက်နဲ့အများပြားသိရှိရရှိခဲ့တယ်လို့သတင်းရရှိပါတယ်ရှင်အဲ့ဒါကတော့ဗီဒီယိုဖိုင်လေးတင်ထားပြီးသားဖြစ်ပါတယ်အဲ့မှာကျမတို့မတင်ဘူးနော်တခြားလူတွေတင်ထားရတွေ့တယ်တချို့တချို့တွေရေသုံးဖော်တွေမှာလည်းတွေ့တယ်ရှင်အာနောက်ကြတော့ခိတဲ့ရဲ့ခိတဲ့အကြောင်းလေးလည်းမပြောလို့မရဘူးပေါ့လွတ်လဲဆို ဟွာခစ်တဲ့အကြောင်းလေးလည်းမပြောလို့မဖြစ်ဘူးဘာလို့ဆိုခစ်တဲ့ကလူကြီးများအဲ့မှာတရင်မတင်ထားတယ်။နောက်ချုံမြို့တိုက်ပွဲမှာတဲ့တိဟသူရဖွဲ့ရဘုံမူကြီးအေးမင်းအောင်ကတဲ့ဒရုန်းဖိဒရုန်းထိမှန်ပြီးတော့ပေါ့ဟိုနေ့ပြီးတော့စစ်ရုံကိုတင်ထားရတယ်။အော်တကယ်ပဲလေနော်။ဒီမှာပြောမယ်စစ်ကြောင်းမှုဗျူဟာမှုကဒရုန်းထိမှန်လောက်အောင်ပေါ့ရော်မလား။အိုးရှိစပထမဆုံး point ကထိတယ်ဆိုလက်ခံနေဒုတိယစခန်းကုန်းမှာမိမေရောထိုင်နေရလို့ဆိုတာလက်ခံနေမင်းတို့ဟာလည်းတိုက်ပွဲမတိုက်ဘူးတဲ့အတိုင်းပဲဇွတ်ဖွာနေတော့နော် ဇွန်လ26ရက်နေ့မှာနောင်လေးနောင်ဖာရွာတွေမှာတိုက်ပွဲဖြစ်တယ်တဲ့အဲအခုနောင်ချိုအရန်ကိုနေပြီးတော့နောင်ချိုနားမှာရှိရဲ့ဗာနတ်နတ်တူဖို့ဟုတ်ပါဘူးနန်းဆောင်ဘူးဆိုလားအဲ့မှာတော့မှအဲရောက်နေတယ်ဗောနောစစ်ကြောင်းကရောက်နေပြီလို့ပြောပါတယ်ရှင့်အဲတခုတော့တတိထားမှာပေါ့ဒါအားကြီးပြန်ချင်လို့မရဘူးဒါအားကြီးပြန်ချင်နေရင်အဲရန်သူတွေထောင်ထားခဲ့တဲ့ဘိုင်းတွေညင်းမိမှာကြောက်လို့တက်မလို့ရှင်းလင်းပြီးမှပြည်သူတွေကိုပြန်ဝင်ခိုင်းမှပြပိုင်းနောင်ချိုမရသေးဘူးနောင်ချိုမြို့ထဲထိမရောက်သေးဘူးလေ 按照看那里的天来着 ြောတာပြောနေတာပေါ့နော်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့လွန်ချုံမျိုးတပ်ဖွဲ့မှာဆိုတော့သူတို့ဒီဗျူအောင်မှုအစင်းတောင်မှခုဆိုရင်သူပြက်လေးနဲ့ပဲစေုံတင်နေရတယ်ဆိုတဲ့အကြောင်းတွေပါကျွန်တော်တို့ကြားနေရတဲ့ပဲဖြစ်ပါတယ်ဒီအရင်တော့လည်းပေါ့နော်သပွင့်တို့ပြောပြောနေတဲ့လွန်ချုံမျိုးတပ်ဖွဲ့မှာဆိုတော့သူတို့ဦးဆောင်ခဲ့တဲ့ဒီဗျူအောင်မှုဆိုရင်ဟိုတော့သူတို့ပြည်သူတွေကနေပြမှာပဲပြန်လဲပြီးတော့မှတဲ့သူပြက်ဒုက္ခိတဖြစ်အောင်ပုံဖော်နိုင်ခဲ့တာပဲဖြစ်ပါတယ်မှတ်ကြခင်မှာတော့ကျွန်တော်တို့အနေနဲ့လူမျိုးအင်အားအကြီးအကျယ်သုံးပြီးတော့မှစစ်ကြောင်းထုံးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုငရဲကိုပို့နေပဲလို့ မျောလိုက်ရတာဖြစ်ပါတယ်။ဒီပါသမီးပြောတဲ့စကားတွေနဲ့ပတ်သက်ပြီးတော့မှကြည့်ရှုနေကြတဲ့မျိုးပတ်ပြည်သူတွေကလည်းပြောပါလဲ။ကိုယ့်ရဲ့မြင်လေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်။ဆိုတော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမကူမောင်မောင်ကနေပြီးတော့မှ Iran Israel American တို့ရဲ့တုံ့ပြန်ဆိုင်ဇေယီခင်းပါဆိုတော့ဘယ်သူကနေရခဲ့တာလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှသူ့မျိုးတုံ့ပြန်ပြောဆိုထားတဲ့အရာလေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ Israel ရဲ့ဉာဏ်ပညာကလည်း short တက်လို့မရဘူးလို့ Iran ရဲ့ဉာဏ်ပညာကလည်း short တက်လို့မရအဲ့တော့တိုက်ခိုက်မှုပိုင်းဆိုင်မှာဘာတကြံကြားရကြလဲဆိုတာသိနေကြတာပါเนาะအဲ့တော့ တစ်ဖက်ကအစ်အစ်ရေးကအီရန်ဆိုးဝါးထားနေတယ်လို့အီရန်ကတိုက်ခိုက်မှုတွေကလည်းတကယ်ဒီဘာဘူမဟာဘူဟာကြကြတိုက်ခိုက်လာတာကိုကျွန်တော်သတွေ့ရဒီနေရာမှာအမေရိကန်လည်းရှက်ကွဲသွားတယ်အဲ့တော့အမေရိကန်တိုက်တဲ့အခါမှာအမေရိကန်ကိုကြောက်ရလဲသူကဘလို့ကမစတော့တိုက်ပြလိုက်တယ်ပေါ့ဗျာကတ်တာမှာရှိနေတယ်ကတ်တာမှာရှိနေအမေရိကန်စကောင်းတိုက်တဲ့အခါမှာလည်းဘာဖြစ်သွားလဲဆိုတော့သူ့ရဲ့တိုက်ခိုက်မှုဟာအမေရိကန်ရဲ့စစ်စခန်းကိုမိမိနိုင်ငံမှာလက်ခံထားခြင်းအဖြစ်ဒီနိုင်ငံလုံးချုံမယ်လို့ပုံမှန်အဖြစ်ထင်ခဲ့ကြတယ်။သို့ပါတော့လည်းပဲအမေရိကန်ရဲ့ စစ်စခန်းကိုလက်ခံထားတဲ့အတွက်ကြောင့်မို့လို့ဒုံးကျည်ကမကြမကြရောက်လာနိုင်ရဲဆိုတော့သိတဲ့အတွက်ကြောင့်မို့ကာတာနိုင်ငံပြည်သူတွေတော်တော်များအောင်ပါပဲကာတာနိုင်ငံနဲ့အမေရိကန်ထွက်သွားပါအမေရိကန်စစ်စခန်းထွက်သွားပါဆိုတဲ့ပုံစံမျိုးဖြစ်နေပါဘာကြောင့်လဲဆိုတော့ဒီနိုင်ငံကိုကာကွယ်ပေးဖို့မပြောနဲ့သူစစ်စခန်းတော့သူမကာကွယ်နိုင်ဘူးဆိုတာကလေအီရန်ကအမေရိကန်ကိုပေါက်ချက်ခွဲလိုက်တာအဲ့ဒါကလည်းအမှန်ပဲကြာသိလားအဲ့တော့ဒီနေရာမှာအမေရိကန်အနေနဲ့ကလည်းသူမှစစ်သုံးစေးကလည်းဒီတခြားနိုင်ငံတွေကဝင်ပါမှာမဟုတ်တဲ့အတွက်ကြောင့်မို့လို့အမေရိကန်တွေနဲ့စစ်တွက်လက်အစင်းနဲ့ဖြစ်တဲ့အကြောင်းအဲ့တော့ အီရန်ကလည်းအမေရိကန်ကစစ်ထဲကိုဝင်ပါလာပြီးရယ်ပြန်ထွက်လာမရှိဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေမှာဆိုတော့ကြောင့်မို့အမေရိကန်ကိုအစ္စရေးကအီရန်ကလုံးဝထွက်လာထွက်ပေါက်ပေးလိုက်တာထွက်ပေါက်ပေးပြီးတော့အစ္စရေးနဲ့နှစ်ယောက်သားဆော်ရမယ်နှစ်ယောက်သားဆော်ရမယ်အချိန်မှာမှကလည်းအစ္စရေးမအမေရိကန်ကမပါလို့ရှိရင်အစ္စရေးဆိုတာကလေးစင်မရှိတဲ့အီရန်တပ်က ပြောတော့ဟုတ်နေတာပဲเนาะဒီဘောမတွေကတော့ခုဆိုရင် Iran Israel ရေးခင်းมาဆိုတော့ Iran ကနေပြတော့ပဲ American တောင်မှသူတင်ကိုတင် fight နိုင်ခဲ့တဲ့ဆိုတဲ့ပုံစံမျိုးတွေနဲ့သူတို့ကနေပြတော့မှအားကျုံမှတည်းပြောဆိုနေကြတာပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ခုဆိုရင်တော့တတိယကမ္ဘာစစ်ဖြစ်နေတဲ့အလားအလာဆိုရင်တော်တော်လေးရောကြသွားတာဖြစ်မှာသုံးနိုင်ငံလုံးကနေပြတော့မှကျွန်တော်တို့ဒီစစ်ရေးခင်းနောက်ထပ်မဖြစ်လာအောင် ဝင်ဝင်ပြီးတော့မှစူးစမ်းရမယ်ဆိုတဲ့အကြောင်းတွေပါပြောဆိုလာတာပဲဖြစ်ပါတယ်။အီရန်ရဲ့နျူကလ িয়ার ရရှိရေးချိုးဖောက်မှုဟာဆိုတော့ကျွန်တော်တို့ကမ္ဘာနိုင်ငံတွေပေါ်မှာတရားမှုများစွာရှိလာနိုင်တော့မလို့အမေရိကန်ပါဝင်ကြံတဲ့ပေါ့နော်။အစ္စရေးလိုမျိုးနိုင်ငံတွေကနေပြီးတော့မှခုဆိုရင်ဒီလိုမျိုးပြန်ပြီးတော့မှတာစီမိုးတွေလောက်ဆောင်နေကြတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ပီတိုရီတက်အရန်ကိုချင်းမြင်တွေ့ရတဲ့အမေစုကို blind ကြီးအားချောင်ပြောဆိုနေခဲ့တဲ့ပေါ့နော်စစ်ခွေးဘောမှလော်ဘီတကောင်ကိုကိုစီကနေပြီးတော့မှဘလိုမျိုးဆုံးမပြောဆိုထားမလဲဆိုတာတစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်ပိုက်ချင်းကြီး တို့ကြီးသူ့အုံပြီးပိုင်းနေတယ်အောင်ဆဲစုကြီးပြန်ပိုင်းလို့ရတော့သူ့ကိုရင်းကြီးတယ်မောက်မန်းရောက်တဖေးရဲ့တို့တဖေးရဲ့တဖေးရဲ့ကိုဒီဝါပြုတော့ဝေးရမောက်မန်းရောက်ချက်ပြန်ဝါပြီးသွားတာမရရင်နော်အခုအသက်ခွန်နေရှစ်နေကြာရှိမဟုတ်အောင်ဆန်းဦးကမြန်မာပြည်သားခံယူထားတာအမေရိကန်နိုင်ငံသားခံယူထားတာဒေါ်အောင်ဆန်းစုကြည်ကလူကမဲဘဝနဲ့ကနော် ဒီလူဖြစ်တဲ့အရွယ်တွေကပြပောက်ကိုပို့ကန်ပြီးတော့ပြပောက်မှာပဲနေထိုင်ကြီးနေလာရပြီမဲ့ဒီနေ့ချက်ဒီဒေါ်ဆန်းစုရဲ့ဘယ်တန်းကြီးရဲ့နိုင်ငံဖြစ်မှာခံပြီးသားဘူးခဏနားလေလားအေးခဏနားတော့အဲ့ဒီအောင်ဆန်းခဏနားပဲလေဘယ်နိုင်ငံလားခိုင်ထားတယ်အရင်လေးလားဒီကတော့ဒီမှာထပ်တော့ပြီးတော့ကျင်းပြီးဒီရစိတ်တိုင်းမျိုးစကားပြောပြအောင်ဒီဟာပါကြီးရဲ့ဒီဟာကြီးကဟာညနေကြီးကနေမျိုးစကားပြောပြအောင်ဆိုမှလုပ်တဲ့လူကိုလက်ခံပြီးတော့စကားပြောပြနေတာနဲ့အဲ့ဒီကမှားလား ဟမ် DAU လုံးဆိုင်စီကတူဝဲပိုင်နဲ့တူကိုတို့တော့ပဲတော့မယ်လို့ပြောပြီးတော့ဟောင်းပိုင်စီးနေတာလားဒီအိမ်ကတိုင်းပြည်အပေါ်နဲ့အဖြစ်နော်တိုင်းပြည်ရဲ့အကျိုးပြုကိုလုပ်ပေးပြီးတော့ထားနေခဲ့တဲ့အိမ်ပေါ်လို့မပေးရတာတူအောင်လုံးဝမပေးခဲ့တာပေးနေပေးထားတဲ့အပေါ်ကိုပေးခဲ့ဘူးအမီလုံးဆိုင်စီကိုတို့တော့အတုံးပြုကိုဒီအိမ်ကိုလုပ်နေတာလားတိုင်းပြည်ရဲ့အပေါ်နဲ့အဖြစ်လုပ်နေတာလားခမက်ထက်ပြောတဲ့အစ်စကားတွေပါဟမ်ဟုတ်ကဲ့ခင်ဗျာအမေအဖေလေးအိမ်ပါလေးအိမ်ပါလေးအဲ့ဒါပဲလုပ်ရတာဟုတ်ကဲ့ခင်ဗျာမေ လူများအဘေကိုအဲ့ဒီဟာကြီးနဲ့အဲ့ဒီဟာကြီးကိုပြောတာပါပဲပြောဆိုရင်ခမည်းတော်ဝေထုတ်ခဲ့တဲ့ခမည်းအဘေစပွားကြီးကိုရောအဲ့ဒီဟာမကြီးတို့ရဲ့ခမည်းနဲ့ကြည်လူလားဟမ်ကြည်လူလားတော်စစ်စီခမည်းတော်မဟုတ်တာဘာလို့မရှိဘူးလဲမကောင်းတာဘာလို့မရှိဘူးလဲအဲ့ဒါလည်းပြောအဲ့လိုလိုဘာလို့တော်စစ်စီဒီခမည်းတော်ခမည်းတော်အဲ့လိုမကောင်းတာမဟုတ်တာလည်းဘာလို့ရှိရောအဲ့ဒီဟာမကြီးတို့ပြောတာတရားတော်အောင်မလဲခမည်းနဲ့ဒူရောမွေးရမဟုတ်တယ်မလားအဲ့တော့ကိုယ်ပေါ်လည်းဘာမှမလုပ်ဘာနဲ့လူတယောက်ကိုကိုယ့်ကိုပြည့်ရစိတ်ပွားပြီးတော့ ကိုတိကပြောသူတော့အဲ့ဒီဟာကြီးတော့ခမရမွေးခဲ့တဲ့စက်ခွားကြီးရောအဲ့ဟာမကြီးတော့ခမရကျင်တဲ့ဒီလူမှုတွေဖြစ်တာဘယ်လိုခံစားရလဲနော်ခံစားကြည့်နေတာချက်တာနော်ခမရဝေးခဲ့တဲ့စက်ခွားကြီးကအမှားမှန်တာပြောခဲ့လို့ခမရကအလေးစီအောင်လောကမှာထွက်လာတာတည်လားနော်ကျွန်တော်တိုင်းပြီးရောအောင်နဲ့အကဲရောဒီမှာကြီးရတဲ့ခေါင်းတော့ပေါ့တည်လားနော်ဘယ်လိုစက်ခွားတွေကဘယ်နေရာမှာထိုးစားရရအောင်လို့စက်ပြောက်ပြီးမောင်မအွေးအင်းကြီးတောင်မှကတူရဲ့ချင်းဆိုင်မြောက်ဟာပလောကပြောလို့

မားရမားရမကောင်းမကောင်းလူတွေကပွက်ကြတယ်ခါတရားတွေတတိယဝါဒကိုကြိုက်တယ်ဆိုလို့ရှိရင်တော့ကျင့်တော့ပါနော်မေတော်သာသူကြီးကျင့်တော့လာတော့တုတ်ထောက်တယ်မကောင်း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 အမျိုးမကောင်းတာကိုကောင်းတာလုပ်လို့မရဘူးနော်ဘာဖြစ်လို့လူပိတာလို့လဲ မနေ့နော်ကိုစီရတော့အခုဆိုရင်ကျွန်တော်အမေစုကိုဘလိုင်းကြီးအားချောင်ပြောဆောင်နေတဲ့စစ်ကောင်စီဘုံမှတရားကိုပြင်ပြီးတော့မှဆုံးမပြောဆောင်ထားတာဖြစ်တယ်။အဓိကတော့ကျွန်တော်အမေစုရဲ့ဒီချမ်းမငါးစလေးကိစ္စနဲ့ပတ်သက်ပြီးတော့မှသူ့အကူကလည်းပိုင်ဆိုင်မှုရရှိတင်နေဆိုတဲ့ပုံစံမျိုးတွေနဲ့သူ့ဟဲ့တက်ရှင်မှုတွေလို့ဆောင်နေတော့မလို့နောက်တရတော့ကျွန်တော်ပြည်သူတွေကြားထဲမှာအခုဆိုရင်စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ဘုံမှအယုတ်ကတွေကနေပြီးတော့မှကျွန်တော်ချင်းချင်းပြင်ပြီးတော့မှတက်ခဲလာကြအောင်လို့ဆောင်နေချတာပဲဖြစ်ပါတယ်။ဒီချိန်မှာကျွန်တော်တို့အနေနဲ့အဲ့လိုမျိုးစကားတွေကိုလုံးဝနားမြောင်မယ်နဲ့အားလုံးရဲ့မြန်မာချစ်ဖြစ်တဲ့ Federal Democracy ရရှိရေးနဲ့ကျွန်တော်ရဲ့အယုံဆုံး ံးပန်းနိုင်ဖြစ်ရပါတော့။ဒေါ်လာရအောင်မြင်ဖို့ဆိုတော့ကျွန်တော်ပြည်သူချင်းချင်းပူပေါင်းပါဝင်ရင်းနဲ့ဒီဒေါ်လာရမှာဒေါ်လာရဘယ်ကိုတပ်ဖို့စနစ်နဲ့အားပေးလို့ဆောင်ချဖို့လွှဲနေတာပဲဖြစ်ပါတယ်။စစ်ကောင်စီနဲ့မရောက်နိုင်လို့အဆိုအရဆိုတော့ကျွန်တော်ပြည်ပနိုင်ငံတွေရဲ့အကူအညီရယူပြီးတော့မှဒီနေ့ထဲမှာပဲရေကောက်ပွဲဝင်ဖို့စူးစမ်းနေကြတာမလို့နောက်တွေကျွန်တော်တို့ကြည်ချဖြစ်ကျွန်တော်တို့ရဲ့ဒီဒေါ်လာရဆိုတဲ့ ဒီနေ့မှာဆိုတော့မလောက်တိအရေးပါနေလဲဆိုတော့ကိုဖျက်တနေတာပဲဖြစ်ပါတယ်ပြီးတော့ဒီဘက်ကနေပြန်မှာဆင်မပြအောင်မျှော်ပဲနဲ့ဒီတဲ့ပုံပြမှာပူပေါင်းပုံပေးချက်ပါလို့ပြောရတဲ့ကျွန်တော်ဒီနေ့မနေ့ပိုင်းဗီဒီယိုဒီနေ့မှာပဲဆုံးသက်ချင်ပါတယ်စအောင်ကြည့်ရှုပေးကြတဲ့မြေပေါ်ပြီးတော့များလုံးထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းမြေ့တဲ့ပြည့်စုံပြီးတော့မှတာရဲချက်နဲ့နေ့တိလေးပန်ဆိုင်ချက်ပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်